ခင်ဗျမျက်စိထဲမှာပုံဖော်ကြည့်လိုက်ကုမ္ပဏီတစ်ခုကမိုးမြော်တိုက်ကြီးတွေလဲဆောက်နိုင်တယ်တိုက်လေရင်တခြားသောစစ်လက်နက်ပစ္စည်းတွေလဲထုတ်နိုင်တယ်ကုန်တင်သင်းမိုးကြီးတွေလဲဆောက်နိုင်တယ်နိုင်ငံတကာနိုင်ငံထောင်လို့ရနိုင်တဲ့ resource တွေရှိတဲ့ကုမ္ပဏီရှိတယ်လို့ပြောရင်ကျွန်တော်ဟာဒီဘက်ကတော့တောက်ပေါ်တွေတော့ပြောပြန်ပြီလို့တော့ထင်မလားတော့မသိဘူးဒါပေမဲ့တကယ်လည်းရှိတယ် အဲ့ကုမ္ပဏီကိုလည်းခင်ဗျားတို့သိတယ်သိတာမှရင်းရင်းနှီးနှီးကိုသိတာโอเค CBH စမ်းစမ်းနေကြိုးဆိုပါတယ်ကျွန်တော်တို့ Samsung လို့ပြောလိုက်တာ ਨੇ เนาะ smartphone တွေ TV တွေ tablet တွေအရေးကြီးတတာ wish or set aircon အဲ့လိုမျိုး electronics တွေထုတ်တဲ့ကုမ္ပဏီတခုအနေနဲ့တမ်းမြင်ကြတယ်ဒါတော့တေချာသလောက်ရှိတယ်ဗောနော်ဟုတ်လဲတော့ဟုတ်တာပဲကျွန်တော်တို့စင်းစင်းရရကြည့်လိုက်မယ်ဆိုရင်လူ9ယောက်ရှိတယ်ဆိုလို့ရှိရင်အဲ့9ယောက်ထဲကတယောက်ရဲ့လက်ထဲမှာ Samsung phone တစ်လုံးရှိတယ် market share အရာပေါ့ဗျာ ကျွန်တော်တို့ graph ကိုကြည့်မယ်ဆိုလို့ရှိရင်ကတော့ Apple ရဲ့နောက်ကိုတော့ရောက်တယ်။ဒါက smartphone division တခုထဲမှာကြည့်တာပေါ့နော်။ထားပါတော့အဲ့ဒါနေမဟုတ်သေးဘူးဗျာ။တော့အိမ်ထဲမှာ smart TV အဲကွန်ရေခဲတက်တာအဝတ်လျှော်စက်အဲ့ဒီအဲ့လိုတွေလည်းရှိကြမှာပဲ။ Samsung နဲ့ကင်းတဲ့သူဆိုတာတော်တော်နေတယ်။ဒါပေမဲ့တော်တော်များများမသိကြတာ Samsung ကအဲ့လိုမျိုး electronics တွေကြီးပဲထုတ်တဲ့ကုမ္ပဏီတခုမဟုတ်ဘူးဆိုတာပဲ Samsung ကတခြားသောဘာတွေထုတ်သေးလဲဘာတွေလုပ်နေသေးလဲပြီးတော့ Samsung ဆိုတာရောဘယ်လိုကုမ္ပဏီကြီးလဲစတဲ့အုံနောက်ကြောင်ချင်းစရာမိကုန်းတွေကိုကျွန်တော်ဒီနေ့မှာ ဖြည့်ကြည့်မယ်။ထုံးစံအတိုင်းပဲဗီဒီယိုကနည်းနည်းလေးရှည်လိုက်မယ်ပေါ့နော်။ဆိုတော့ကော်ဖီလေးတစ်ခွက်တပ်ဖြုတ်လိုက်ရင်တော့ပိုကောင်းလိမ့်မယ်လို့ထင်တယ်။ Okay Samsung ဆိုတာတကယ်တမ်းကကုမ္ပဏီတစ်ခုဆိုတာထပ်ပေါ်တယ်။သူကကုမ္ပဏီအများကြီးပေါင်းထားတဲ့ group of companies လို့ပြောရင်ပုံမှန်လိမ့်မယ်။အာဟို Samsung ဒီ Samsung ဟိုက Samsung ညာ Samsung ဘယ် Samsung ညာ Samsung အဲအဲ့လိုပေါ့နော်။ဒီမှာ fan fact လေးတစ်ခုပြောပြအောင်မယ်။ Samsung ဆိုတဲ့နာမည်ကကိုရီးယားလိုကျဲသုံးလုံးဆိုတဲ့အဓိပ္ပာယ်။အရင်တုန်းက logo မှာတော့ပါတယ် အခုလိုကိုမှသာဒီကျဲသုံးလုံးတင်ဂီတာမပါတော့တာပေါ့နော်ဖောင်ဒါဖြစ်တဲ့ဒီလီဘျွန်ချူချူလို့ခေါ်လားချောလို့ခေါ်လားလီဘျန်ချောပဲထားလိုက်ဗျာနော်အဲ့ဘေးကြီးကသူ့ကုမ္ပဏီကိုသိရမလားဟိုးမိုးဘိုကကျဲရီလူမျိုးအမဲထာဝရတီတန့်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေးခဲ့တာလို့ပြောတယ်ပြောလို့ပြောတာပါအဲ့ဒီကျဲရီကလည်းထာဝရမှမတည်ငြဲတာထားပါတော့နော် ဘယ်လိုဖြစ်ဖြစ်ခဏလေးနဲ့တော့မပြည့်စည်သွားဘူးပေါ့ဗျာပြီးတော့ခင်ဗျားတို့ယုံမလားတော့မပြောတတ်ဘူး Samsung Group ကြီးထဲမှာစစ်တဲအတွက်လက်နဲ့ထုတ်ပေးတာတွေဆောက်လုပ်ရေးပိုင်းတွေအာမခံလုပ်ငန်းတွေအဲ့လိုကုမ္ပဏီခွဲလေးတွေအများကြီးတီးခြားရက်တည်နေသေးတယ် Okay အာဒီနေရာမှာ shock ရသွားစရာကိစ္စတခုပြောပြမယ်ပေါ့နော်ကပတ်အမြင့်ဆုံးအဆောက်အဦးဟာ Bush Khalifa ပေါ့အဲ့ဒီကောင်ကဘယ်သူကဆောက်တာထင်လဲ Samsung ကဆောက်တာဗျ Samsung ရဲ့လက်ရဗျ စောက်တဲ့သူတိုင်းကတော့ Samsung ဟုတ်ချင်မှာဟုတ်ပါဘောနော်ဒါပေမဲ့ Samsung ရဲ့လက်ရပေါ့ပြီးတော့ Malaysia က Petronas Twin Tower ပါစေအဲ့ဒါလည်း Samsung ရဲ့လက်ရပဲအဲ့ဒါတွေကို Samsung ရဲ့ CND Corporation မှာပါတဲ့ Construction အဖွဲ့ကြီးကနေပြီးတော့ ဆောက်ပေးခဲ့တာ CND ဆိုတာက Construction and Trading Corporation ကိုပြောတာပြောရမယ်ဆိုလို့ရှိရင် Samsung ရဲ့လက်အောက်ထပ်ပြီးတော့ခွဲထားတဲ့ company တွေရပါအဲ့ဒီလုပ်ငန်းမှာတွင်မဲဒီလန်ဒဒါတို့မုံမြော်ဆောက်ဦးတို့ပြီးတော့မြေအောက်တန်နယ်တို့အဲ့လိုမျိုးဆောက်လို့ရေးပိုင်းတွေရောဒီကွန်ပစ္စည်းပိုင်းဖလှယ်တဲ့ trading ပိုင်းအသက်အာမခံလုပ်ငန်းပိုင်းအဲ့ဒါတွေအကုန်စုထားတာပေါ့ပြီးတော့ဒီစိတ်ကန်းနေမှာတွေ့ရတဲ့ဒီကုန်တင်သင်းမောကြီးတွေအဲအဲ့ဒီကုန်တင်သင်းမောကြီးတွေကုန်တင်ကုန်ချလုပ်တဲ့ကွန်တိန်နာရွှေ့တဲ့အာဒီလုပ်ငန်းတွေလို့ပြောလို့ပြောမှာဆိုလို့ရှိရင် heavy machinery တွေပေါ့ အဲ့လိုမျိုး heavy machinery တွေအတွက်ကိုလည်း Samsung heavy industry လိုမျိုး Samsung ရဲ့အခွဲတသက်ရှိသေးတယ်ဒါတွေမဟုတ်သေးဘူးကျွန်တော်တို့ဆေးဝါးပစ္စည်းတွေစမ်းသပ်ထုတ်လုပ်တဲ့ Samsung Biologics လိုမျိုး company တွေလည်းရှိသေးတယ်ပြောမယ်ဆိုလို့ရှိရင် Samsung မလုပ်တဲ့အပိုင်းကမရှိသလောက်ကိုရှားတယ်နေရာတိုင်းမှာသူဝင်ပါတယ်ဆိုတဲ့ကောင်ပေါ့နော်ပါလီယာငပိကြက်ပေါ့ဒါပေမဲ့အဲ့လိုနေရာတိုင်းမှာဝင်ပါနေလို့ငပေါ်လားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးကျန်းတာတော့ကျန်းတယ်ပေါ့နော်အဲသူတို့ရဲ့အကျန်းဆုံးကတော့ main industry ကတော့ဒီရတိုင်းပဲ Samsung Electronics သူကဖုန်းတွေထုတ်တယ်ကွန်ပျူတာတွေထုတ်တယ် အာမီးဘိုဖုံဆုပ်ဆက်ကအစစစ်တပ်ပိုင်းဆိုင်ရာနှီးပညာပြောမှဆိုရင် electronics နဲ့ပတ်သက်တာအကုန်ထုတ်တယ်ဆိုတော့ဒီလောက်ထိကုမ္ပဏီကြီးကျယ်ခမ်းနားလာအောင်ဒီလိုကုမ္ပဏီအခွဲတွေနဲ့အများကြီးဖြစ်သွားအောင်ဘယ်လိုမျိုးဖြစ်ခဲ့တာလဲသူတို့သူတို့ရဲ့အစအပါလဲပေါ့နော် Samsung ရဲ့ founder ကသူ့အဖေကချမ်းသာခဲ့လို့ဒါတွေကအမွေရပြီးတော့သူကအဲ့လိုချမ်းသာလာတာလားမဟုတ် Samsung ရဲ့အစကတော်တော်လေး humble ဖြစ်တယ် Samsung ရဲ့အစကငချောက်ဆိုင်ကဗျ Samsung ဆိုတာ1938ခုနှစ်လောက် တုန်းကဆိုလို့ရှိရင်ငပိငချောက်ရောင်းတဲ့ ကုန်တဲ့တာပဲရှိတယ်ပြောမယ်ဆိုရင်ဟိုကုန်ချောက်တွေလောက်တာပေါ့ဗျာအဲအဲ့လိုမျိုးရောင်းနေတိုင်ပေါ့ဖောင်ဒါကတော့ကျွန်တော်ခုနကတော့ပြောတယ်အဲလီပြောင်ချောလာအဲအိဘဲကြီးဒီဘဲကြီးရဲ့အာထုတ်ကုန်နေအများစုကိုသူကတရုတ်စီကိုတင်ပို့တာပြောရင်အဲ့ဒီကတည်းကသူကလုပ်ငန်းတက်တက်မွမွလေးတော့လည်းမဟုတ်ဘူးကျွန်တော်ကတည်းကငပိငချောက်ရောင်းတာဆိုပြီးတော့နည်းနည်း dramatize လုပ်ပြောလိုက်တာဆိုပေမဲ့အဲ့တုန်းက ပြောမယ်ဆိုလို့ရှိရင်ကိုရီးယားကိုဂျပန်နေတင်ထားတဲ့ခေတ်ပေါ့နော်အဲဒီနောက်1948ခုနှစ်လောက်မှာဒီဘဲကချိုဟွန်ဂျာဆိုတဲ့လုပ်ငန်းရှင်တစ်ယောက်နဲ့စီးပွားလုပ်ငန်းချင်းအတူတူအကျိုးတူပူးပေါင်းလိုက်တယ်နောက်ဖက်ပေါင်းလိုက်တယ်ပေါ့အဲဒီနောက်ပိုင်းမှာ Samsung စီကနေပြီးတော့ဒါတကြားဇက်တို့တိုးမွေးဇက်ရုံတို့အဲအဲ့ဒါတွေအထိပိုင်လာတယ်စီးပွားရေးလုပ်ငန်းတိုးချဲ့လာတာနဲ့အမျှဒီအာမခံလုပ်ငန်းလိုမျိုးလုပ်ငန်းခွင်တွေတဖြည်းများလာတယ်အဲ့ဒီတုန်းက headquarter ဖြစ်တဲ့ရုံချုပ်ကဆိုးမြို့မှာရှိတာဒါပေမဲ့1950 ဒီမြောက်ကိုရီးယားကတောင်ကိုရီးယားကိုလာတိုက်တဲ့အချိန်ပေါ့နော်သူတို့နှစ်ယောက်စစ်ဖြစ်နေတဲ့အချိန်မှာ headquarter ကိုသူတို့ကဘူဆန်စီကိုရွှေ့လိုက်တယ်။အဲ့နောက်ဒီပြည်တွင်းစစ်ဖြစ်တော့ဒီ American ကကိုရီးယားကိုကူရာမျိုးတွေဖြစ်ခဲ့ရာနေပြီးတော့ Samsung ကအနောက်နိုင်ငံတွေအထိကိုသူကခြေဆန့်သွားနိုင်သွားတာပေါ့။ပွာကြီးစိတ်ဝင်စားသွားတာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ အဲ့လိုနဲ့1950ခုနှစ်လောက်မှာ Samsung ဆိုတဲ့လုပ်ငန်းစုကကိုရီးယားမှာဩဇာအကြီးဆုံးလုပ်ငန်းစုဖြစ်လာတယ်။အဲ့ဒီလီပြောင်ချောကလည်းသူ့ရဲ့ပိုင်ဆိုင်မှုကလည်းကိုရီးယားတနိုင်ငံလုံးရဲ့၅ဘုံဘုံတဘုံနီးပါးလောက်ဖြစ်လာတယ်။ပြောရရင်စဉ်းစားကြည့်လိုက်နော်။နိုင်ငံတနိုင်ငံလုံးမှာရှိသမျှကြွယ်ဝချမ်းသာမှုရဲ့20ရာခိုင်နှုန်းလောက်ကိုသူကပိုင်ထားတယ်ဆိုတာကနည်းတဲ့ပမာဏမဟုတ်ဘူး။ Samsung ကလည်းတောင်ကိုရီးယားမှာအကြီးဆုံး trading industry တွေထဲကတစ်ခုဖြစ်လာတယ်ပေါ့နော်။ ဒါပေမဲ့1951မှာပဲဒီဘေးကြီးနှစ်ယောက်ကအုပ်ချုပ်ရေးပိုင်းမှာသဘောထားမတိုက်ဆိုင်တာတွေဖြစ်လာပြီးတော့ချောရဲ့ Samsung Group နဲ့ဒီချိုရဲ့ Hyosung Group နဲ့ဆိုပြီးတော့နှစ်ခုကွဲသွားတယ် ဟျိုဆွန် group ကတော့အခုခင်ဗျားတို့လည်းကြားဘူးမယ်ထင်တဲ့ဒီ Hankook ဆိုတဲ့ကမ္ဘာပေါ်မှာ1 to 10ဝင်တဲ့တာယာကုမ္ပဏီတခုဖြစ်လာတယ်။ဆိုလိုတာကတော့ကွဲတော့ကွဲသွားပြီမယ်။နှစ်အောင်စလုံးကတော့သူ့ဟာနဲ့သူအဆင်ပြေသွားတယ်။ဇလန်နဲ့ကတော့တယောက်ကသထေးဖြစ်တယောက်ကခွေးဖြစ်အဲ့လိုမျိုးဖြစ်သွားတာတော့ဘယ်ဟုတ်ပါမလဲ။ဒီ Tech Industry တဲကိုဝင်လာတဲ့ Samsung ကသတိထားမိလားတော့မပြောတတ်ဘူး။ကျွန်တော်ခုနကပြောခဲ့တဲ့အထိမှာ Samsung ကနီးပညာလောကတွေကိုရောက်မလာသေးဘူး။ဘာကြောင့်မဝင်လာသေးလဲ။တကယ်တမ်းကတော့ဒီကောင်တွေက Electronic Industry ကိုဆက်ဆက်ဝင်ဝင်ချင်းမှာတိတ်ပြီးတော့စိတ်ဝင်စားခဲ့ပုံမရဘူး။ဝင်လာတဲ့ပုံစံကလည်းဒီလိုပဲ။ ဒီကောင်ကအစောပိုင်းမှာဒီရောင်းလိုက်ဝယ်လိုက်ဒီပြောမှာဆို trading ဘက်ပဲလုပ်တာဒါပေမဲ့နီးပညာပိုင်းမှာကျတော့လိုအပ်ချက်တွေရှိတယ် research and development တွေလုပ်ရတယ်ပြိုင်ဘက်တွေအဲ့ဒါတွေကလည်းအများကြီးရှိတယ်သူတို့နောက်ကကြနေပြီးသားပြည်တယ်မလားအခုမှကွာစလုပ်ရမှာအဲ့ဒါကြောင့်လည်းပဲဒီနယ်ပယ်ကိုခြေချဖို့အတွက်သူတို့က delay ဖြစ်ခဲ့တယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ဒီကောင်ကအပေါ်မှာပြောခဲ့သလိုမျိုးလုပ်ငန်းတွေကနေပြီးတော့ပတ်စံတွေရှာပြီးတော့မှပြောမယ်ဆိုလို့ရှိရင်တော့ဒီ1969လောက်ကြတော့မှ Samsung Group ကနေပြီးတော့ခင်ဗျားတို့ကျွန်တော်တို့သိတဲ့ Samsung Electronics ရဲ့ဒီ ဂျပန်မှာပေါ့နော်အဲ့ဒီဂန်နာကိုစတင်ခဲ့တာဒါပေမဲ့တကောင်နဲ့ကျုံးခဲ့တာတော့လည်းမဟုတ်ဘူးဂျပန်ကုမ္ပဏီဖြစ်တဲ့ Sanyo နဲ့ partnership လုပ်ပြီးတော့မှ Samsung Sanyo ဆိုတဲ့ကုမ္ပဏီတစ်ခုအနေနဲ့ပေါ်လာတာအဲ့ဒီနောက်မှာအခုလက်ရှိကျွန်တော်တို့သိနေတဲ့ Samsung Electronics ဆိုတာဖြစ်လာတာငချောက်နဲ့တကြားကုန်တယ်ဆိုတော့သိရတဲ့အတိုင်းပဲအာ electronics မှာဖုတ်ခနဲ့ဒိုင်းကနေဝင်လာပြီးတော့ဆရာကြီးလုပ်လို့ရပေးရမယ်။အဲဒါကြောင့်မလို့1980ခုနှစ်မှာအလုတ်တင်138ယောက်ကိုဂျပန်ရဲ့ဆန်ညိုနဲ့ NEC နဲ့စီကိုလှုပ်ပြီးတော့ပညာသင် လှုပ်သွားလှုပ်ခိုင်းနေပေါ့နော်ပညာသင်သွားသင်ခိုင်းနေပေါ့အဲဒါကြောင့်အစကတည်းကဒီ electronics နယ်ပယ်ကဖြစ်တဲ့ဆန်ညိုနဲ့ partnership လုပ်ခဲ့တာပေါ့အဲ့ဒါနယ်ပယ်နှစ်ကောင်ပေါင်းပြီးတော့ထွက်လာတဲ့ပထမဆုံး product က P3202 model အဖြူအမဲ12လက်မ TV တွေဒီလိုမျိုး legacy တွေရှိခဲ့လို့လဲ Samsung ဆိုတာဒီ display ထုတ်တဲ့အပိုင်းမှာဆရာကြီးဖြစ်နေတဲ့ဂုံပုတ်ကိုရထားတာလို့ပြောရင်လဲမှားမယ်မထင်ဘူးပေါ့နော်ဒါသူတို့ရဲ့ core မှာဟိုကဒါ display နဲ့စခဲ့တာပေါ့ Samsung electronics က ်ထားပါတော့အစောပိုင်းမှာလိုကယ်မှာပဲရောင်းခဲ့တာအာကိုရီးယားမှာပဲရောင်းခဲ့တာပါနော်ဒီအတိုင်းပဲကိုရီးယားဆိုတာဂျပန်ထုတ်ပစ္စည်းတွေလိုမျိုးကဘာသိပ်ပြီးတော့မတုံးကြသေးဘူးအဲ့လောက်လဲမကြော်ကြသေးဘူးပေါ့ဒါပေမဲ့ပြည်တွင်းမှာတော့ Samsung TV တွေကတော်တော်လေးလူသုံးများလာတယ်တခြားသောဒီ microwave မီးဖိုလိုမျိုးဒီအိမ်သုံးလျှက်စပစ္စည်းတွေကလည်းအာတော်တော်လေးဝယ်သုံးလာတယ်အစောပိုင်းမှာတော့ဒါသူတို့ကဒီကိုရီးယားနိုင်ငံတွင်းမှာပဲရောင်းခဲ့တာပေါ့နော် အဖြစ်ချင်တော့ဒီမှာကန်ကောင်းနေပဲပြောရမလားမသိဘူးအဲ့ဒီအချိန်မှာဂျပန်နေဆိုလို့ရှိရင်ကိုရီးယားတွေကမုန်းတယ်စစ်ပွဲတွေပါတယ်ဖြစ်ထားတဲ့ခါကျတော့ဒီဘွိုက်ကော့တွေပါတယ်နဲ့သိရမလားဂျပန်ထုတ်ပစ္စည်းဆိုမတုံးဘူးဆိုပြီးတော့အဲ့ဒါဆိုလို့ရှိရင်ငါတို့နိုင်ငံထုတ်ပစ္စည်း Samsung ကိုတုံးမယ်အဲအဲ့လိုမျိုးနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အာဒီနိုင်ငံတွင်းမှာနံပါတ်1 brand တစ်ခုစဖြစ်လာတယ်ပေါ့အဲ့လိုနဲ့ Samsung ရဲ့အစာလှခဲ့တာပေါ့နော် နောက်ပြီးတော့ဒီကိုရီးယားနိုင်ငံအစိုးရကိုယ်တိုင်ကလည်းငွေကြေးထောက်ပံ့တာတွေအခွန်ကင်းလွှင့်ပေးတာတွေတခြားနိုင်ငံပြိုင်ဘက်တွေကနေပြီးတော့ကာကွယ်ပေးတာတွေအဲ့လိုမျိုးတွေထပ်လုပ်ပေးတယ် တော့ share supporting ကောင်းနေတာပေါ့ပြောမယ်ဆိုလို့ရှိရင်နိုင်ငံရဲ့စက်မှုထွန်းကားအောင်လို့ support လုပ်ပေးတာပေါ့ကိုရီးယားအစိုးရအနေနဲ့ပေါ့နော်သဘောတော့ကြားစီရပါအဲ့ဒါနဲ့ဒီ Samsung Electronics ကလည်းအဖြူအမဲ TV kit မှာ world leading manufacturer ဖြစ်လာတဲ့အထိကျန်းခဲ့တယ်1980နောက်ပိုင်းမှာကျတော့ပြည်ပနိုင်ငံတွေထိဟူပါသူတို့က export ဆလုပ်လာပြီပြီးတော့ battery တွေအိမ်သုံးပစ္စည်းတွေအပြင် chip ထုတ်လို့ရေးနေပေတွေဖြစ်တဲ့ semiconductor နေပေထိဟူပါသူတို့က ခြေလေးစာလှမ်းလာတယ်ပေါ့နော်1984ခုနှစ်လောက်မှာဆိုလို့ရှိရင် WAC လို့ခေါ်တဲ့ Windows Aircon ကြီးစာကြုံနေပြီနောက်နှစ်နှစ်လောက်မှာတင်အဖြူမဲ TV ကနေပြီးတော့1989ခုနှစ်မှာ Color TV တွေထိထုတ်လာပြီနောက်9နှစ်လောက်ကြာမှာ Samsung ကနေပြီးတော့ဖြူမဲ TV အလုံးကြီး10သန်းနဲ့ရောင်းစုံ TV အလုံးကြီးတသန်းလောက်အထိသူတို့ရောင်းနိုင်လာခဲ့တယ်လို့ပြောတယ်။အဲ့ဒါနေမဲ့မဟုတ်ဘူး။ तू က1983မှာဆိုလို့ရှိရင် SPC 1000လို့ခေါ်တဲ့8 bit PC တလုံးကိုပါထုတ်ပြနိုင်ခဲ့တယ်။ကျုံးသက်လောက်လည်းသူတို့အရာထင်တယ်လို့ပြောရမှာပေါ့နော်။ လက်ရှိ top 1 TV manufacturer ဆိုလို့ရှိရင်လည်း Samsung ဖြစ်နေပြီပြောရရင်တကမ္ဘာလုံးရဲ့ရှိတဲ့ smart TV တိုင်းရဲ့30%ရာခိုင်နှုန်းက Samsung TV တွေ AMOLED screen market share မှာဆိုလို့ရှိရင်လည်းဒီကောင် major player ပဲဆိုတော့ဒီဘက်က innovation တော်တော်များများကလည်း Samsung ကနေပြီးတော့စပြီးတော့ထုတ်ပြခဲ့တာများတယ်ဥပမာအဖြစ်ကျွန်တော်တို့ဖုန်းတွေမှာမှန်ကွေးမှန်ခေါက်လား Samsung ကစခဲ့တယ်အာ foldable လား Samsung ကစခဲ့တယ်အဲ့ဒါတွေအကုန်လုံးရဲ့ core technology ကိုကြည့်လိုက်လို့ရှိရင် display ကနေစတယ်နော်ဒီ display technology တွေကြောင့် ဖြစ်လာခဲ့တဲ့ smartphone ဘက်က innovation တွေက Samsung ဘက်ကစခဲ့တာ။နောက်ပြီးတော့ဒီ Samsung ရဲ့တခြားသော company တွေနဲ့မတူတဲ့ထူးခြားချက်ကဒီကော in house creation ဘက်ကို focus လုပ်တဲ့ company မျိုး Solar ကသူကထုတ်လိုက်တဲ့မြပစ္စည်းတိုင်းရဲ့အစိပ်ပိုင်းတိုင်းကိုသူတို့ကိုယ်တိုင်ရောက်အောင်ထုတ်တယ်။ဘယ်ကောင်စီကမှတိတ်ပြီးတော့မခရချင်ဘူးပေါ့ဗျာ။ပြောမယ်ဥပမာ phone မဲထားပါတော့နော်။ display ဆိုလည်းသူတို့ပဲထုတ်တယ်။နောက်ပိုင်း camera sensor တွေပါသူတို့ကိုယ်တိုင်ထုတ်တယ်။ SOC ဘိုင်းမှာဆိုလို့ရှိရင်လည်း flagship တွေကနေလွဲလို့ကျန်တဲ့ဖုန်းတွေမှာကိုယ်ပိုင် Exynos SOC တွေသုံးတယ် ဟိုအရင်တုန်းကဆိုလို့ရှိရင် flagship တွေမှာပါ Exynos ကိုရတဲ့လောက်သုံးနေနော်အကုန်သူတို့ဟာနေပဲသူတို့ဂျုံးတာပေါ့တခြားသော OEM တွေစီကို display တက်တက်ဝယ်တယ်ကင်မရာ sensor တက်တက်ဝယ်တယ် um SoC လည်းသူများစီကနေဝယ်တယ်ဆိုလို့ရှိရင်တစားစီနဲ့ဆင်ရတာဆိုတော့သူတို့ control အောက်မှာတိတ်မရှိဘူးအဲ့လောက်လဲ profit margin ကြံ့ညင်မှကြံ့မယ်ပေါ့ဗျာထားပါတော့ဒါတော့ tech level မှာပေါ့တခြားသော level တွေအထိကိုပါခြေဆက်လာတဲ့ Samsung ကအဲ့လိုအောင်မြင်မှုတွေရလာတော့မှပဲသူကမကျေနပ်သေးဘူး Samsung Group က1984ခုနှစ်လောက်မှာကျွန်တော်ခုနှစ်တုန်းကပြောတဲ့ Samsung Heavy Industry ဆိုတဲ့ဒီ ship building အပိုင်းပေါ့နော်ဒီအကြီးစားစက်မှုလုပ်ငန်းတွေပေါ့အဲအဲ့ဒီကောင်တွေဘက်ကိုပါသူတို့လှည့်ခဲ့သေးတယ်တကယ်တမ်းဒီတင်မော့တွေဆောက်ခဲ့တာကတော့1983ခုနှစ်ဒီ Samsung Heavy Industry ကိုဝယ်ပြီးတော့မှနောက်တစ်နှစ်ပေါ့နော်အဲအဲ့မှာသူတို့စောက်တယ်အဲ့ဒီ Heavy Industry မှာပါတဲ့တင်မော့ချင်းအကျယ်ကစတူယန်ပေပေါင်း တန်း400ရှိတယ်ပြီးတော့ efficient အဖြစ်ဆုံးတင်မောချင်းကြီးလို့ပြောတယ်လက်ရှိအချိန်အထိအဲ့ဒီတင်မောချင်းကနေပြီးတော့စုံတကာစီနေတဲ့တင်မောပေါင်း1200ကျော်လောက်သူတို့ဆောက်ခဲ့ပြီးပြီတင်မောတွေပဲမဟုတ်ဘူးတခြားသောဒီ crane တွေအာဆက်ယုံသုံးကားတွေပေါ့နော်ဒီ fork lift တွေအဲ့ဒါတွေလည်းထုတ်တယ်နောက်ပိုင်းမှာ Samsung တို့ကဒီပြောမလို့ Sammy တို့ကဆရာကြတယ်ပေါ့နော် Samsung Petrochemical ဆိုတဲ့ဓာတုဗေဒဆက်ယုံနေကိုလည်း1984ခုနှစ်လောက်မှာစပြီးတော့ပေါ်လာတယ်အဲ့ဒါအပြင်1989ခုနှစ်မှာ Samsung Precision လို့ခေါ်တဲ့ department ကိုပါကျုံးတယ် ဲ့ဒီကနေပြီးတော့နောက်ပိုင်းမှာကျတော့ကျွန်တော်ပြောခဲ့တဲ့ Samsung Tech Win ဆိုတဲ့စောင်းချန်တဲ့ကုမ္ပဏီတစ်ခုဖြစ်လာတယ်။အဲ့ဒီကုမ္ပဏီကဘာတွေလုပ်တာလဲ။ပြမယ်ဆိုအစုံလုပ်တယ်။နော်အဲ့ဒီကနေပြီးတော့ K9 Thunder လိုမျိုးတင်ကားတွေ Jet Engine တွေအဲ့ဒါတွေပြင် SGR A1 လိုမျိုးဆက်ရုပ်လက်နက်တွေကိုပါထုတ်သေးတယ်။ပြခင်ရတို့သိလိုက်လားတော့မသိဘူး Samsung Galaxy S20 နဲ့ S23 နဲ့မှာဆိုရင် Tactical Edition ဆိုတဲ့73 version တွေပါထုတ်လိုက်သေးတယ်ဆိုတော့တောင်းတော့လို့ကတော့မရဘူးပေါ့နော် 1989ခုနှစ်မှာသူက Samsung Aerospace Industry ဆိုပြီးတော့လေပြောင်းလိုက်သေးတယ်ပေါ့နော်ပြီးတော့ဒီ KF-16 Fighting Falcon ဆိုတဲ့ Fighter Jet အစင်းပေါင်း140လောက်ကိုတောင်ကိုရီးယားလေတပ်အတွက်ထုတ်ပေးခဲ့သေးတယ်ပြောမယ်ဆိုလို့ရှိရင် F-16 အဲ့ဒါကမှ Korean version ပေါ့ဒါပေမဲ့1999ခုနှစ်မှာ Samsung Aerospace ရဲ့ဒီ Daewoo Heavy Industries ရဲ့နောက်ပြီးတော့ဒီ Hyundai Space and Aircraft ရဲ့ပေါင်းလိုက်ပြီးတော့ KAI လို့ခေါ်တဲ့ Korea Aerospace Industry ဆိုပြီးတော့လုပ်လိုက်တယ်ဆိုလိုတာက အာ Samsung ရဲ့လို့တီးတန်းတော့မဟုတ်တော့ဘူးเนาะနိုင်ငံပိုင်နေနဲ့ဖြစ်သွားတယ်အဲ့တော့ Samsung Tech Win မယ်ဖြစ်သွားရကနေပြီးတော့2015ခုနှစ်မှာ Hanwha Division ကနေပြီးတော့ဝယ်လိုက်တယ်လို့ပြောတယ်အဲ့ဒီနောက်ပိုင်းကတော့ဒီဗီဒီယိုထောက်လှမ်းရေးစနစ်တွေကိုထုတ်လုပ်နေတယ်လို့ပြောတယ်ဗောနော်ပြောမှဆို Tony Stark တို့လိုမျိုးပေါ့အစပိုင်းကတော့လက်နက်တွေထုတ်ပြရတယ်နောက်ပိုင်းတော့ဘာမှမထုတ်တော့ဘူးဘာလို့လဲသိချင်လို့ရှိရင် Iron Man သွားကြည့်လိုက်နောက်တစ်ချက်က Samsung ကိုယ်တိုင်ကလည်းဒီဘိုင်းကိုတိတ်စိတ်မဝင်စားဘူးငွေဝင်ပေါက်နည်းနည်းသေးလို့လဲဖြစ်ရှင်ပြတ်မှာပေါ့မပြောတော့ အဲ့ဒါအပြင် medical field မှာလည်း Samsung ကရှိသေးတယ် ultrasound set တွေတို့ CT scan တွေတို့အဲ့လိုမျိုး medical equipment တွေဘာတွေအဲ့ဒါတွေလည်းထုတ်တယ်ဆိုလိုချင်တာဆေးပညာနယ်ပယ်မှာလည်းကျန်းနေပေါ့ဗျာမပြီးသေးဘူးเนาะ Samsung ထုတ်တာတွေမပြီးသေးဘူး Samsung ကကားလောကတွေကိုပါသူကဝင်ကျင်လာတယ်သူက1994ခုနှစ်လောက်မှာ Nissan အကူအညီယူပြီးတော့ SMI လို့ခေါ်တဲ့ Samsung motor ကိုပါတည်ထောင်တယ်မိုက်တယ်တော့မိုက်တယ်ပထမဆုံးကားအနေနဲ့1998ခုနှစ်မှာ Nissan Maxima ကို Samsung SM5 ဆိုတဲ့နာမည်နဲ့ rebrand လုပ်ပြီးတော့ ထုတ်တယ်။ဒါပေမဲ့ Asian Crisis ဖြစ်ပြီးတော့ SMI ရဲ့70%လောက်ကိုပြင်သစ်ကားကုမ္ပဏီဖြစ်တဲ့ Renault CEO ပြန်ရောင်းလိုက်ရပြန်တယ်။အဲ့လိုနဲ့ပဲ2022ခုနှစ်ရောက်တဲ့အချိန်မှာမှ Samsung ကိုဖြုတ်လိုက်ပြီးတော့ Renault Korea Motor ဆိုပြီးတော့ဖြစ်လာတယ်။ပြောရမယ်ဆိုတော့ Samsung အနေနဲ့မပါတော့ဘူးပေါ့နော်။စဉ်းစားကြည့်လိုက်အဲ့ဒီအချိန်တုန်းက Samsung ရဲ့ဒီအရေးပါမှုပေါ့နော်။နေရာဝင်မှုပေါ့။အဲ့ဒါကတော်တော်လေးကိုကျန်းတယ် ူရဲ့ founder ဆိုလို့ရှိရင်ဘာနဲ့ပါရှင်လို့ရမလဲသူမှ Elon Musk တူဝါရုံးနဲ့တောင်ရှင်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးရှင်လို့ရတဲ့ power အဲ့လိုမျိုး authority အဲ့လိုမျိုးရှိတယ်လို့ပြောရမယ်သူ့နိုင်ငံမှာပေါ့ဘလောက်ပဲကြမ်းခဲ့တယ်ပြောပြောဒီဘဲကလည်း1989ခုနှစ်မှာ crypto မှာအိပ်ပျော်သွားတယ်ဘာလို့လဲဆိုတော့ तू က christian မို့လို့အိပ်ပျော်သွားတဲ့အချိန်ကဒီဘဲရဲ့ network ကဒေါ်လာ21 billion လောက်ရှိတယ်အခုချိန်ငွေကြေးနဲ့ဆိုလို့ရှိရင်56 billion ပေါ့ ပြောရင်အဲ့ဒုံကကိုရီးယားမှာအချမ်းသာဆုံးသူဆိုရင်လည်းဟုတ်တယ်။ကိုရီးယားရဲ့ဒီစက်မှုလုပ်ငန်းဥက္ကဋ္ဌဆိုလည်းဟုတ်တယ်။ထားပါတော့အဓိကပြောချင်တာတော့ရှင်းသွားတယ်ဆိုတော့ပြောချင်တာ။အဲ့လိုနဲ့1990ခုနှစ်တွေမှာဒီ Samsung လုပ်ငန်းစုကြီးကတော်တော်ကြီးအလုပ်ပိုဖြစ်လာတယ်။အဓိက Samsung အားစိုက်တဲ့နယ်ပယ်က Electronics ဘိုင်းဖြစ်လာတယ်။အဲ့ဒီအပိုင်းခြားလေးမှာတွင်ပဲ Samsung Semiconductor ဘိုင်းရဲ့ Telecommunications ဘိုင်းရဲ့ကို Samsung Electronics ကြီး match လုပ်ခဲ့တယ်။ပေါင်းလိုက်တယ်ဗောဗျာ။ပြည်တွင်းတိုင်းတန်းနေဆိုလို့ရှိရင်အကြီးဆုံးလုပ်ငန်းစုကြီးဖြစ်တယ်ဆိုပေမဲ့ ဒီနေ့လိုမျိုး global powerhouse တော့မဟုတ်သေးဘူးပြောရရင်ကိုယ့်အိမ်ထဲမှာနေမယ်အာကိုယ့်ဘာသာကိုလက်တာလေးလည်းပဲပြောမှာဆိုအနုရောမှလူကျော်ပေါ့ခုနကတော့ပြောခဲ့တဲ့လိုမျိုးတကဘာလုံးတိုင်းတာအထိကျန်းတဲ့ global powerhouse level ဖြစ်အောင်လုပ်ခဲ့တာခုနရှင်းသွားတဲ့ဘေးကြီးပေါ့နော်သူ့ရဲ့ဒါနာမည်ကတော့နင်းနေတော့စားရလီကွန်ဟီးဆိုလားမသိဘူးအဲသူသူသူပေါ့နော်သူ့ဖေလဲရှင်းသွားရောဒီဘဲကဥက္ကဋ္ဌတန်းဖြစ်လာတယ်ပြောမယ်ဆို Samsung တို့ဘာလို့ရဲ့အဲ့ဒီ company ရဲ့အလုပ်လုပ်ပုံကသူကဘီယင်မင်းဆက်တွေလိုပဲ dynasty တွေဗျာသိရမလား ပြဆန်ဆောင်ကိုခင်ဗျားတို့ကျွန်တော်တို့အတိများတဲ့မိုဘိုင်းချမ်းရည်ကြီးတကောင်ဖြစ်လာအောင်လို့သူ့လက်ထက်မှာဒီပေးရလုပ်ပေးခဲ့တယ်။ခင်ဗျားတို့ဒီအတိုင်းပဲအဲ့ဒုန်းကမိုဘိုင်းဖုန်းလောကထဲမှာရွှေထီးဆောင်းနေတာက Nokia ။ပြည်တွင်းမှာဆိုလို့ရှိရင်မင်းမှုနေတာက Motorola ။1988ခုနှစ်မှာမိုဘိုင်းဖုန်း business ကိုစခဲ့တယ်ဆိုပေမဲ့သူကတိတ်ပြီးတော့အားမစိုက်ခဲ့ဘူး။သူကဟိုကောင်နေမင်းမှုနေတာပဲခံနေရတယ်ပေါ့။ Mobile Division ရဲ့အမှုဆောင်ဆိုလို့ရှိရင် cell phone business ကိုပိတ်ချဖို့အထီတော်မှသူတို့တွန်းအားပေးခဲ့သေးတယ်ပြောတယ်။တော်သေးတာပေါ့နော်ရွှေနဲ့ညောင်မစူးရောက်ခဲ့လို့ န်ကောင်းညင်တော့အဲ့လိုဖြစ်မဲ့အရေးကနေပြီးတော့ကယ်တင်ခဲ့တာကလီကွန်ဟီးဖြစ်နေတာနောက်ပိုင်းဒီ1990ခုနှစ်တွေမှာကွန်ဆူမာအီလက်ထရောနစ်စ်ဘက်မှာ Sony ကဘီရင်ဖြစ်နေတယ်အဲ့နေရာကိုလည်းတင်းကျင်နေတာဒီဘက်ကဒါပါတော့ဒီလိုနဲ့ပဲနောက်ပိုင်းမှာ memory chips တွေကစလို့ဒီ mobile phone တွေအပြင် TV တွေမှာပါတော်တော်လေးအားစိုက်လာခဲ့တယ်အဲ့ဒီမတိုင်ခင်မှာ Samsung က quality control ဘိုင်းအားနေခဲ့တာမျိုးတွေရှိနေသေးတယ်လို့ပြောတယ်အဲ့ဒါတွေကိုပြောင်းလဲခြင်းနဲ့ဒီဘက်က 1992ခုနှစ်မှာ Samsung Group ကြီးတခုလုံးကိုပြောင်းပြန်လှမ်းလိုက်တယ်ဒီ subsidiary တွေအကုန်လုံးကိုပေါင်းတင်တာပေါင်းရောတင်တာရောခွဲတင်တာခွဲ electronics engineering chemical အဲအကောင်တွေကိုအဓိကအနေနဲ့လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတော့ဖင်မနိုင်မင်းနဲ့ပဲကြီးဟင်းမစားချင်တော့တဲ့သဘောပေါ့ပြီးရတဲ့1993ခုနှစ်ရောက်မှာအလုပ်သမားတွေအားလုံးကိုစကားတခုပြောခဲ့တယ်အဲ့ဒါဟင်းအောင်နေတဲ့မင်းတို့ရဲ့မိန်းမတွေနဲ့ကလေးတွေနဲ့ကနေလွဲပြီးတော့ လုတ်တဲ့ပုံစံနေလုတ်ကင်ပုံနေရှိသမျှအရာတွေအကုန်လုံးကိုပြောင်းပလိုက်စမ်းတဲ့အဲ့လိုပြောခဲ့တာတော့မှပဲဒီငနေသားလေးတွေကတော့တလူတွေထောက်လုပ်လို့မယ်ဖြစ်ပုံကားဒီလိုအဲ့ဒီစကားတွေပြောပြီးတော့နှစ်နှစ်လောက်ကြာမှ Samsung ကနေထုတ်ထားတဲ့ mobile phone တွေရဲ့ဆက်နှစ်ရာခိုင်နှုန်းလုံးမှာ quality issue တွေ defects တွေတွေ့ရပြန်တယ်ပြောရရင်ဖုန်းကိုလုံးရှိရင်တလုံးကပြတ်နေတယ်ပေါ့အဲ့ဒါကိုတိသွားတဲ့အဲ့ဒီဘဲကအလုံသမားပေါင်း2000ရဲ့ရှေ့မှာနေမယ်အဲ့ဒီဖုန်းလုံးပေါင်းတသိန်းခွဲလောက်ကိုတူနဲ့ထုတ်ပြီးတော့မီရှုဖြည့်ဆည်းလိုက်အလုံးတသိန်းခွဲနော်နောက်တစ်ခါတဲ့အဲ့လိုဖြစ်နေလို့ရှိရင် ဒီဖုန်းနေနေမှာမင်းတို့ဖြစ်သွားမယ်တဲ့အဲအဲ့အထားပေါ့အဲဟဲ့အဲ့လိုဖြစ်ဖြစ်ကြောင့်ပဲ Samsung ကနောက်ပိုင်းမှာ quality oriented error လို့တခက်ဖြစ်သွားတယ်ဗောနော်ဒါတော့မှနှုတ်ဆက်ပန်းထားပေါက်လိုက်သေးတယ်ထားပါတော့အဲ့လိုမျိုးပြုပြင်ပြီးတော့ innovate ဖြစ်အောင်စူးစမ်းလာလိုက်တာ1998ခုနှစ်မှာကမ္ဘာပထမအဦးဆုံး digital TV နဲ့1999ခုနှစ်မှာတော့ကမ္ဘာပထမအဦးဆုံး MP3 mobile phone ဖြစ်တဲ့ SPH-M100 အဘရောဆိုတဲ့ကောင်ကိုမိတ်ဆက်ခဲ့တယ်အဲ့ဒါတွေမဲ့သူတို့ကအားမရသေးဘူး Samsung ကပို့ပြီးတော့ develop ထပ်ပြီးတော့ထပ်ပြီးတော့လှုပ်လာလိုက်တာမှာ2002ခုနှစ်မှာလဲ film transistor active matrix ပြောမှာဆို LCD ကိုသုံးလာတဲ့ကမ္ဘာပထမအဆုံးဖုန်း Samsung SGH-T100 ကိုမိတ်ဆက်ခဲ့။အဲ့ဖုန်းကရောင်းကကောင်းချက်ကောင်းချက်ဆိုတာတရက်ထဲမှာ12တန်းလောက်တောင်ရောင်းရတယ်လို့ပြောတယ်အလုံးပေါင်းလေ။အဲ့လိုနဲ့ထောင်တက်လာလိုက်တာ2010ခုနှစ်မှာ Galaxy S ဆိုတဲ့ legendary series ကိုကိုရီစပြီးတော့ထီထူးခင်ရလာသလို့ Samsung ကနေလည်းအခုချိန်ထိကို World's biggest smartphone provider နေရာနေမဆင်းတော့ဘဲနဲ့တောက်လျှောက်ရှိနေသွားတယ်ပေါ့နော်ခု Samsung ရဲ့ market share က mobile phone market မှာ 16ရာခိုင်နှုန်းရှိတယ်။တကဘာလုံးမှာ smartphone 10လုံးရှိရင်နှလုံးက Samsung phone နေ။ပြီးတော့ကျွန်တော်ဗီဒီယိုဆက်တော်ကပြောခဲ့တယ်လေသူတို့ရဲ့ resource တွေနေဆိုလို့ရှိရင်နိုင်ငံမှာထောင်လို့ရတယ်ဆိုတော့အဲ့ဒါလကားပြောတာမဟုတ်ဘူး။တကယ်ပြောတာ။ဘာလို့လဲဆိုတော့လလုံးစိန်မှာတော့မှဒီကောက်မှာ Samsung Digital City ဆိုတဲ့ကိုပိုင်မြို့တစ်မြို့ရှိတယ်။အဲ့ဒီမြို့က 368A ကလောက်ကျယ်ပြီးတော့ Samsung Electronics ရဲ့ရုံးကျုပ်ဆိုလဲဟုတ်တယ်အထက်မှာအဆောက်အဦပေါင်း130လောက်ရှိတဲ့အပြင်အလုံသမားပေါင်း3800လောက်ကလည်းအဲ့ဒီမြို့ထဲမှာပဲနေတာတောင်းတော့မိုက်ပြီးတော့ Everland လို့ခေါ်တဲ့ Samsung Theme Park ဆိုတာလည်းရှိတယ် ဒါကြုံလုံးပြောပြတာဗောနော်ပြောချင်တာတော့အခုလိုမျိုး네베တိုင်းမှာပဝင်ခွင့်ရတဲ့ Samsung အနေနဲ့လုတ်ကန်ခွင့်သာရှိမယ်ဆိုလို့ရှိရင် Samsung နိုင်ငံတော်ကြီးတောင်မှ30ထောင်နဲ့မှုအထိ resource ရှိရလို့ပြောချင်တာအကြီးတော့မဟုတ်ပါဘူးပြန်မဆိုစင်ကာပူလောက်ဆိုရင်တော့ရရင်ရမှာဗောနော်ဒါပါတော့ဟုတ်ကဲ့ပြီးတော့ Samsung ကြောင့်ပြောမယ်ဆိုရင် semiconductor ဘက်ကိုလည်းခြံငယ်လို့တော့ပဲဖြစ်မယ်အဲ့တော့ဒီကောင်ကလည်း semiconductor manufacturer တွေမှာကြီးငါးကြီးတွေမှာတော့ပါတယ်ဗျာနော်ဝင်ငွေရကြည့်မယ်ဆိုလို့ရှိရင်လည်း Samsung ကအကြီးဆုံးပဲ Samsung ကဒီနယ်ပယ်စီကိုခြေချခဲ့တာကဒီ whole အစကလေးရလို့ပြောရမယ်။ Samsung Electronics ဆိုတဲ့ company ကိုတည်ထောင်ပြီးတော့2နှစ်လောက်အကြာ1964လောက်မှာပဲမယ်။ဒီ Samsung Group ကနေပြီးတော့ Hankook Semiconductor ဆိုတဲ့ company ကိုဝယ်လိုက်တယ်။ဒါပေမဲ့တကယ်တမ်း Samsung Semiconductor ဆိုပြီးတော့ဖြစ်လာတာက1980ခုနှစ်လောက်မှာအဲ့ဒီ1980ခုနှစ်တည်းမှာ64 KB DRAM ကိုထုတ်ပြနိုင်ခဲ့တဲ့အပြင် Silicon Valley မှာပါရုံးခွင်တော်တစ်ခုဖွင့်လာနိုင်ခဲ့တယ်။ နောက်10နှစ်လောက်အကြာ1992ခုနှစ်မှာကမ္ဘာပထမအဆုံး64 MB DRAM ကိုထုတ်ပြတယ်။အဲ့ဒီကလေးကစီမင်းကွန်ပျူတာလောကမှာတော်တော်စွာနေပြီ။တော်တော်လေးတောက်ကြောတင်းနေပြီပေါ့ဗျာ။နော်။1992အရောက်မှာဆိုလို့ရှိရင် Samsung က Intel ရဲ့နောက်ဒုတိယအကြီးဆုံး chip maker ဖြစ်လာတယ်။အခုချိန်ထိလည်းသူက memory chip အပိုင်းမှာဆိုလို့ရှိရင်ပထမနေရာမှာရှိတုံးပဲ။ပြောမှဆိုအာသူရဲ့ SSD ဆိုပို့ဆိုပတာကောင်းတယ်။အခုဆိုရင် memory chip market မှာသူရဲ့ market share က90%ခန့်လောက်ရှိတယ်။ memory chip ကပောင်မှာနှစ်ခုရှိရင်တစ်ခုက Samsung ရဟာဖုန်းထဲအများကြီးပိုကျန်တယ်ဒီကောင်တွေကလည်း Exynos တို့လို SoC ရထုတ်တဲ့နေရာမှာနေတာတိုင်ပတ်နေတာပေါ့နော်ဒီ NAND chip တွေ DRAM တွေ memory chip ပိုင်းတွေအဲ့ဒါတွေဆိုလို့ရှိရင်သူ့ရဆရာကြတဲ့သူကမရှိဘူးမရှိဘူးအဲ့ဒါကြောင့်လဲ Samsung Electronics ရဲ့ဝင်ငွေ90%ခန့်လုံးက memory chip လောကကနေလာတာလို့ပြောလို့ရတယ်နောက်ဒီကောင်ရဲ့ Go ကတော့တည်ရတဲ့အတိုင်းပဲ advanced chip တွေထုတ်တဲ့နေရာမှာခိုးဘဲစီကိုကြော်ဖို့ခိုးဘဲဆိုတာ TSMC ကိုပြောတာ Samsung ကအခုချိန်ထိတော့တကယ် advanced chip ကြီးတွေကို ထုတ်တဲ့အပိုင်းမှာ TSMC ကိုမကျော်နိုင်သေးဘူးဟိုဘက်ကတော့ဆရာကြီးပဲအဲ့ဒီအတွက်လဲဒေါ်လာ228ဘီလီယံလောက်သုံးပြီးတော့တောင်ကိုရီးယားမှာ Fab အသစ်၅ခုလောက်တည်ဆောက်နေတဲ့အပြင် US က Taylor Texas မှာလဲ US 17ဘီလီယံလောက်သုံးပြီးတော့ Fab အသစ်တခုစောင့်နေတယ်အမိလိုက်ကျုံတော့မယ်ပေါ့တကယ်လဲ Advanced chip တွေထုတ်တဲ့နေရာမှာ TSMC ကပိုကောင်းနေတယ်ဆိုတာ Pure Play Foundry ဖြစ်နေတာကြောင့် ဖြစ်နိုင်တယ်ဗောနော pure play ဖြစ်နေတဲ့အတွက်အဲ့ဒီ fabrication ဘက်ကိုပဲအာယုံအရန်စိုက်လိုက်နိုင်တဲ့အချိန်မှာ Samsung လိုမျိုးအစုံတုပ်လုပ်တဲ့ကောင်တွေကကြတော့အလောက်ထိ focus လုပ်ဖို့ပဲမဖြစ်နိုင်ဘူးလားမပြောတတ်ဘူးတခြားသော technological limitation တွေလည်းရှိရှိမှာပေါ့ဗျာဆိုတော့အလောက်ကျင်းတဲ့ကုမ္ပဏီကဘယ်လိုနေရာမျိုးတွေအထိပါဝင်လာလဲဆိုတော့နိုင်ငံရေးလောကပေါ့နော်တမန်တော်တွေအထိကိုပါ Samsung နဲ့တက်ရောက်မှုက ရှိလာတယ်နောက်ဆုံး Republic of Korea ကိုတော့မှ Republic of Samsung ဆိုပြီးတော့တမုတ်ကြတဲ့အထိပဲဘာဖြစ်လို့လဲ အစမှပြောခဲ့တဲ့လိုမျိုးပဲကျွန်တော်2022ခုနှစ်မှာ Samsung ရဲ့ဝင်ငွေကတောင်ကိုရီးယားတနိုင်ငံလုံးရဲ့ GDP ရဲ့22.4%ရှိတယ်။ Economy တစ်ခုလုံးရဲ့18%ရာခိုင်နှုန်းကလည်း Samsung ကြောင့်ဖြစ်လာတာ။ပြောရင်အခုချိန်သာ Samsung ဆိုတဲ့ကောင်ကြီးဖတ်ဆိုကိုရီးယားမြေပုံကနေပျောက်သွားလို့ရှိရင် Korea Electro ဆုတ်ပြတ်သွားသွားမှာ။ပြီးတော့အရင်စစ်ပွဲကြီးပြီးကစားကာလပေါ့နော်ဒီဆက်မှုထွန်းကားရေးအပိုင်းမှာလည်း Samsung ကအဓိကထောက်တိုင်လို့ဖြစ်ခဲ့တယ်။ဒီအတိုင်းပဲအောင်မြင်နေတာတွေနဲ့အတူတူပြဿနာတွေကလည်းကပ်ပါလာတာလည်းတဘာဝပဲဆိုတော့ Samsung ဆိုတဲ့ကုမ္ပဏီကြီးမှလည်းအတွင်းရေးပြဿနာတွေ အများကြီးရှိခဲ့ဘူးတယ်ဥပမာဒီလီဂွန်ဟီးရဲ့တမရဟောင်းနဲ့လက်ပေးလက်ယူကိစ္စတွေတို့ခုံဆောင်တဲ့ကိစ္စတွေတို့အဲအဲ့အဲ့ဒါစကန်ဒယ်တွေပေါ်လာလိုက်သေးတယ်တကယ်တမ်းထောင်ချမဲ့ကိစ္စဆိုပေမဲ့အစိုးရနဲ့ငကိုရီးယားမှာ connection ရှိနေတဲ့ခါကျတော့ဘာမှမဖြစ်သွားဘူးလို့ပြောတယ်အဲ့ဒါနေမဲ့မဟုတ်သေးဘူး2008ခုနှစ်မှာလေနိုင်ငံရေးသမားတွေနဲ့ဒီအစိုးရရှိနေတဲ့ကိုလျှို့ဝှက်ရမုံငွေတွေတုံးပြီးတော့လက်ထိုးဖို့လုပ်ခဲ့တယ်လို့ပြောတယ် ဆွဆွဲချက်ပေါ့ဗျာเนาะအဲ့လိုဆွဆွဲချက်တွေအပြင်အခွန်ရှောင်မှုเนาะအလွဲသုံးစားလုပ်မှုအဲ့အဲ့လိုတွေနဲ့အပြစ်ရှိတယ်ဆိုပြီးတော့ American Dollar 100 million လောက် fine တက်ခံရတယ်ကုမ္ပဏီကနေပြီးတော့နှုတ်ထွက်ပြီးတော့ခဏငြိမ်နေလိုက်တာမျိုးတွေတောင်မရှိဘူးအေးစေးပဲဘာထောက်မှလည်းမကြောက်ဘူးအဲ့ဒါကြာတာတော့ကြာတယ်ဒါပေမဲ့ suspended ဆိုတော့ထောင်ကြာတယ်တော့လည်းမဟုတ်ဘူးပေါ့နောက်နှစ်နှစ်လောက်နေတဲ့အခါကျတော့တမရကနေပြီးတော့လုံငင်းချမ်းသာနဲ့ပြန်လွတ်လာ ပြန်လွတ်လာအောင်ဩဂရတန်းပြန်ဖြစ်တယ်တချို့ကလေ Legion Hee က သူ့သားအတွက်ဒီလက်အောက်ခံကုမ္ပဏီတွေစီကနေပြီးတော့ဒေါ်လာ9ဘီလီယံလောက်ခိုးယူခဲ့တယ်လို့ပြောတယ်။ညမဆိုတော့အဲ့လိုမျိုးစကန်ဒယ်တွေနဲ့လည်းပြည့်နှက်နေရပဲပေါ့ဗျာ။ထားပါတော့နော်။ပြောချင်တဲ့ချက်ကသူ့ပါဝါအရင်ကြီးတဲ့အခါကျတော့ဘလောက်ပဲအပြစ်တွေလှုပ်လှုပ်နောက်ဆုံးတော့လည်းဘသူမှသူ့ဘာမှသိမထီရဲလောက်တဲ့အနေအထားဖြစ်နေတာပေါ့နော်။အခုလက်ရှိ Executive Chairman ဖြစ်တဲ့သူ့သားလီဂျေယွန်ကသူ့လက်ထက်မှာလည်းသူ့အဖေလိုပဲလက်ထိုးတဲ့ကိစ္စတွေဖြစ်တယ်။ဒီပြေတော့ထောင်းတစ်နှစ်လောက်တော့ကြာသွားတယ်ဆိုတော့အဲ့ဒီ အာလီမီသားစုကြီးပေါ့နော်အဲ့မီသားစုကြီး LE ကိုပြောတာနော်အဲ့အဲ့မီသားစုကြီးကတောင်ကိုရီးယားမှာလက်ရှိအကောင်အကြီးဆုံးပါဝါအရှိဆုံးမိသားစုကြီးဖြစ်သွားတယ်ပေါ့ပြီးတော့တောင်ကိုရီးယားသမ္မတချက်တစ်ခုရှိတယ်အဲ့ဒါ Samsung မှာအလုပ်လုပ်ခွင့်ရတဲ့လူငယ်တွေဆိုလို့ရှိရင်အောင်မြင်မှုထိတ်ဆုံးရသွားပြီလို့သတ်မှတ်ကြတယ်အဲ Samsung မှာလုပ်တယ်ဆိုလို့ရှိရင်မြန်ဆရာကြီးပေါ့တောက်ထီကိုအာလွှမ်းမိုးမှုရှိတယ်ပေါ့အဲ့လိုဖြစ်လာတာကလေဟိုးရင်ကလေးက government ကိုယ်တိုင်က supporting ပေးခဲ့တာတွေရော ီနိုင်ငံတနိုင်ငံလုံးရဲ့စီးပွားရေးမှာရောအဓိကတောက်တိုင်တစ်ခုဖြစ်နေတာကြောင့်ပါနိုင်နေပေါ့ပြောမလို့ Samsung မှာလုံးလုံးနေတာက government မှာအစိုးရလုံးလုံးနေရတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ဗျာနင်မလားပြီးကျွန်တော်အရှင်းမှာပြောခဲ့သလိုမျိုးပေါ့နော်ဖုန်းလုံးတသိန်းခွဲလောက်ဖြည့်ဆည်းပြလိုက်တာမျိုးတို့ပြီးတော့အဲ့လိုမျိုးပဲဖုန်းနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်သွားတာနောက်တစ်ခုရှိသေးတယ်အဲ့ဒါတော့ Note 7ပေါ့နော်အဲ့ဒီမှာတို့5 billion dollar လောက်ထိသွားတယ်ပြောတယ်ဘာလို့ထိသွားလဲဆိုတော့ပောက်ကွဲလို့ပေါ့နော်ပောက်ကွဲတဲ့ခါကျတော့ ရီကောလုပ်ပေးရတယ်ပေါ့ပြန်သိမ်းပေးရတယ်ပေါ့အဲ့လိုမျိုးသူတို့ရောင်းထုတ်လိုက်ပြီးသားပစ္စည်းတွေကိုသူတို့ကပတ်စံပြန်အမ်းပေးလိုက်ရတဲ့ကိစ္စတွေဖြစ်သွားတာပေါ့အဲ့တုန်းကအလုံးရင်နေဆိုလို့ရှိရင်အလုံးပေါင်း1.5တန်းလောက်ရီကောလုပ်လိုက်ရတာဆိုတော့သူတို့တော်တော်နေထင်ထိသွားတယ်အဲ့တုန်းကအဓိကပြဿနာကတော့ဘက်ထရီကနေ failure ဖြစ်တာပေါ့နော်အဲ့နောက်ပိုင်းမှာ Samsung ရဲ့ reputation ကတော်တော်လေးကျသွားတယ်ဒါပေမဲ့ချက်ချင်း action ယူပြီးတော့တာဝန်ခံပေးခဲ့တဲ့အခါကျတော့အဲ့နောက်ပိုင်း Samsung ကတော်တော်ကြီးကိုပြဿနာနှဲသွားတယ်ဘာမှသိ မကြတော့ဘူးเนาะ Samsung နဲ့ပတ်သက်တဲ့ Hogate D gate အဲ့လိုမျိုးမကြတော့ဘူး Exynos တွေမတုံးတော့တော့မှအဲ့လိုမျိုးတွေเนาะအပူတွေလွန်ကဲဘာညာတွေဖြစ်မှာဆိုလို့တော့မပြောတတ်ပါဘူးပြောရရင်လက်ရှိအလုံသမားဥယျာဉ်မှာဆိုလို့ရှိရင်လက်ရှိအချိန်မှာ Samsung က23000လောက်ရှိတယ်ပေါ့เนาะအလုံသမားကြီးပဲဆိုတော့ဒါတော့ကျန်းတဲ့ group G တခုရဲ့အနာဂတ်ကဘယ်လိုဖြစ်လာမလဲဘာတွေဆက်လုပ်လာနိုင်မလဲတေချာတော့ဒီတော့ပိုကောင်းတဲ့ innovation တွေကိုလည်းကျွန်တော်တို့မြင်ရအောင်ပါပဲလာမယ့်နှစ်ထဲမှာနေမဲ့2 nanometer process နဲ့ chip တွေကိုထုတ်ပြဖို့ရှိနေသေးတယ် ပြီးတော့2029ခုနှစ်မှာ1.4နာနိုမီတာအထိပါဆင်းအောင်မယ်လို့ပြောတယ်။ AI ဘိုင်းမှာဆိုလို့ရှိရင်လည်း2022ခုနှစ်လောက်ကနေစပြီးတော့ဒေါ်လာ22ဘီလီယံလောက်သုံးပြီးတော့ရှယ်ကျုံးခဲ့ရတာနေပြီးတော့အခုဆိုလို့ရှိရင် Samsung ရဲ့ AI ကတော်တော်ကျန်းနေပြီလို့ပြောလို့ရတယ်။ဟို Apple Intelligence ဆိုတဲ့အဘူအပုတ် AI နဲ့ပဲရှင်းကြည့်လိုက်။ Chip Manufacturing ဘိုင်းမှာလည်း ASML ရဲ့ဒီ high end EUV set တွေဝယ်ပြီးတော့သူတို့ရှယ်ကျုံးတော့မှာလာမယ့်2030ခုနှစ်ကိုဥတီထားတဲ့ 6G ကွန်ရက်အတွက်ကိုလည်းပြီးခဲ့တဲ့ဒီ February မှာ AI နဲ့ integration လုပ်ပြီးတော့ network quality ပိုင်းပိုကောင်းအောင်လို့နော် cost နည်းနည်းနဲ့ coverage များများပိုရအောင်လို့အဲသူတို့အဲ့လိုမျိုး research and development တွေလုပ်နေ။ Okay ဆိုတော့ video လည်းတော်တော်ရှည်သွားပြီ။ကိုယ်တွေလည်းတော်တော်မောသွားပြီ။အဆုံးသတ်ပြောရမယ်ဆိုလို့ရှိရင် Samsung လုပ်ငန်းစုကြီးကလည်းအဲ့ဒီ Lee Family ရဲ့လက်ထဲမှာပဲဆက်ပြီးတော့ရှင်သန်သွားမှာ။ဒီမျိုးဆက်မပြတ်သေးဘူးပေါ့နော်။မပါရင်ညာ။နာမည်တောင်ကိုရီးယားတနိုင်ငံလုံးရဲ့အဓိကစီးပွားရေးထောက်တိုင်ဖြစ်နေတဲ့အတွက်လုံးဝပြိုလဲသွားဖို့ကလည်းမဖြစ်နိုင်တဲ့လောက်ဖြစ်သွားပြီ ခေါင်းစဉ်အတိုင်းပဲနောက်ပိုင်းဒီအနာဂတ်မှာကိုရီလိုလူသားတွေ Galaxy တွေကြက်တရားတွေစီကိုသွားနိုင်တဲ့အချိန်ရောက်ခင်တော့မှ Samsung ဆိုတဲ့ကောင်ကြီးကရှိနေဖို့ကတေချာတော့ရှိတယ်။ Okay ဒါတော့ဆိုလို့ရှိရင်တော့ Samsung ဆိုတာခင်ဗျားတို့သိတဲ့ဖုန်းတွေထုတ်တဲ့ company တခုဆိုတာထက်အများကြီးပိုတယ်ဆိုတာရောဘလောက်ထိပိုတယ်ဆိုတာရောဘာတွေပါသူတို့လုံနိုင်စွမ်းရှိတယ်ဆိုတာရောနည်းနည်းတီးမီခုံမီရှိသွားလိမ့်ပြီလို့ထင်ပါတယ်။ပိုက်စားတယ်ထင်မှတော့စားတော့မယ်။နောက်နေမှတွေ့တာပေါ့။